ကောက်ပွဲရနေပြီးတော့နိုင်ငံပြောင်းလဲသွားမလားဆိုရင်ကားကြတော့ညီမအညီနဲ့ပေါ့နော်ပြောင်းလဲသွားဖို့ညီမတော့မမြင်ပါဘူးတက်နိုင်တက်ရွေးရတော့မဲမပေးချင်ဘူးမဲသွားမပင်မှုန်းတဲ့တောင်စစ်မှုန်ထမ်းအတွက်ဖမ်းတာစီရီပြီးလို့ရှိရင်ငွေညစ်တာတွေလုံနိုင်လာတယ်လေ ဒီစင်မာမှာကျင်းပမယ်ဆက်ကဆက်ယူကောက်ဝယ်ကိုညီမအနေနဲ့လုံးဝမထောက်ခံပါဘူးရှင်။ဘာကြောင့်မထောက်ခံလဲဆိုရင်တော့ဟာညီမမချိတဲ့အထွတ်အမြတ်ကိုမထောက်ခံတာပဲဖြစ်ပါလိမ့်ရှင်။ယူကောက်ဝယ်မှာမဲပေးမှလားဆိုရင်တော့မပေးပါဘူးရှင်။ဘာလို့လဲဆိုရင်တော့ညီမတို့လူချင်းနဲ့ယူကောက်ဝယ်မဟုတ်တဲ့အတွက်မဲမပေးပါဘူးရှင်။လုံးမြင်လဲဆိုရင်တော့ညီမအနေနဲ့တော့လုံးဝဝတရားမျှတမှုမရှိတဲ့အဲရွက်ောက်ခွဲလို့မြင်ပါတယ်။ ကောက်ခွဲရနေပြီးတော့နိုင်ငံပြောင်းလဲသွားမလားဆိုရင်ခါကြတော့မြန်မာအနေနဲ့ပေါ့နော်ပြောင်းလဲသွားဖို့မြန်မာကတော့မမြင်ပါဘူးတကယ်လို့ဒီရုပ်ောက်ခွဲပြီးသွားခဲ့တယ်ရှိတော့လေသူတို့လုံလုံဒီအတိုင်းပဲဆက်ပြီးတော့လုံနေဦးမယ်ဆက်ပြီးတော့မတရားမှုတွေပဲလုံနေဦးမယ်လို့ပဲမြန်မာကတော့မြင်ပါတယ်ပြည်သူတွေအတွက်တော့လုံးဝထောက်ထားတာမရှိမရှိဘဲနဲ့အရင်အတိုင်းပဲပုံမှန်လုံနေကြအတိုင်းပဲဆက်ပြီးတော့လှုပ်သွားဦးမယ်လို့တော့မြန်မာအားတော့မြင်နေပေါ့နော် 2020ရွေးကောက်ပွဲရလည်းပြောင်းပြောင်းမဖြစ်တဲ့အတွက်ညီမအနေနဲ့ကအင်မတန်မှဆင်ကောင်းဖြစ်မိပါလိမ့်ရှင်။အဲတူပြီမယ်လေ2020လူမျိုးမျှတာတဲ့ရွေးကောက်ပွဲမျိုးတွေလည်းအာထပ်ပြီးတော့ရှိလာပါစေလို့အေးမျှလင့်ပါတယ်ဆုတောင်းပါတယ်။ဒီစမှာမှပြုလုပ်မဲ့ဆက်ကဆရွေးကောက်ွယ်ကိုကန့်ကွက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဤသူတရေလုံးညီညွတ်နဲ့ အထောက်ခံအားပေးပြီးတော့ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရရှိပြီးသားဖြစ်တယ်ဒီအစိုးရကိုမတရားဖြုတ်ချပြီးတော့မှအာဏာသိမ်းပြီးတော့မှတခါသူတို့ဘာသာရွေးကောက်ပွဲလုပ်တဲ့ဟာကိုကံလဲကံွက်တယ်ထောက်လဲမထောက်ခံဘူးစိတ်လဲအမှန်တိုင်းပြောရင်စိတ်လဲတော့မဝင်စားပါဘူးရွေးကောက်ပွဲမှာပါဝင်မဲပြမလားဆိုတော့အရေးအဲ့ဒီရွေးကောက်ပွဲကိုစိတ်လဲမဝင်စားဘူးပါပါတီတွေပါမှန်းလဲတကယ်ကိုစိတ်မဝင်စားဘူးပြီးရင်ပါတဲ့ပါတီတွေကလည်းမထူးခြားဘူးပေါ့နော် ဆက်ကစနဲ့မထူးခြားတဲ့ပါတီတွေပဲဆိုတော့လုံးဝစိတ်ဝင်စားဘူးတက်နိုင်တက်ရွေးရတော့မဲမပေးချင်ဘူးကြေွေးမဲပေးရမယ်အတင်းကျက်ဟိုလိုဒီနိုင်ငံထဲမှာနေနေလို့မဲပေးရမယ်ဆိုရင်တော့မလုံးမဖြစ်ရတဲ့အလုပ်တစ်ခုကိုလုပ်ရတဲ့သဘောအနေနဲ့ပဲမဲပေးသွားဖို့ရှိတယ်တက်နိုင်သေးရတော့မဲမပေးချင်ပါဘူးဘသူ့ကိုမဲပေးပေးသူတို့ပဲရမှာဆိုတော့လေစေအောင်စုပြုတ်ကလုံးမဲရေကောက်ပဲဘလို့မြင်လဲဆိုတော့ဘလို့မှမမြင်ဘူးဘလို့မှလည်းမခံစားရဘူး သူတို့စီကလည်းဘာမှလည်းမပြောလင်းဘူးဒီဒီအာနာရှင်ကဒီအာနာရှင်လောက်ရက်တွေပဲဆက်လုံးมาဖြစ်တဲ့ကြောင့်မလို့အာနာရှင်စနစ်အမြန်ဆုံးဖြုတ်ကြွားဖို့အမြဲတမ်းမျှော်လင့်နေတယ်ရေကောက်ဝဲလုံးရုံလောက်နေတော့ဒီနိုင်ငံမှာဖြစ်နေတဲ့အရေးကောင်ပြောင်းလဲသွားမယ်လို့လုံးဝမယုံကြည်ဘူးဘာလို့လဲဆိုတော့ပြည်သူတရေလုံးရေကောက်တင်မြှောက်ထားတဲ့အစိုးရကိုတောင်မှအတရားအာဏာသိမ်းထားပြီးတော့အခုမှထပ်ပြီးရေကောက်ဝဲလုံးတဲ့အတွက်ကြောင့်မလို့သူတို့စီကနေကောင်းတဲ့ရလက်တွေရလာမယ်လို့ လုံးဝမမျောလင်းဘူးဒီထက်ဆိုးဖို့ပဲရှိရလို့ပဲထင်တယ်ပေါ့နော်2020ရေကောက်ပွဲရလက်ကပျောက်ပြက်သွားပြီးပြီ9နှစ်တောင်ရှိသွားပြီမတရားအာဏာသိမ်းထားတယ်ကိုအစိုးရပြန်မတည့်သေးရတော့ဘာမှဒီနိုင်ငံမှာကောင်းတာရှိလာမယ်လို့မထင်ပါဘူးရေကောက်ပွဲရလက်ကတော့ပျောက်ပြက်သွားပြီလို့ပဲအမှားတော့သတ်မှတ်တယ်ဒီ2020ရေကောက်ပွဲက9နှစ်ရှိသွားပြီ9နှစ်ရှိသွားပြီရေကောက်ပွဲရလက်ကလုံးဝပျောက်ပြက်သွားပြီအာဏာသိမ်းခံလိုက်ရတဲ့အတွက်ကြောင့်မလို့အဲ့တော့ ကိုအစိုးရတဖန်ပြန်ပြီးတော့အာဏာပြန်ရဖို့ပြုလို့ရှိရင်ကိုအစိုးရဒီနိုင်ငံမှာပြန်ပြီးတော့အာဏာတက်ဝင်လာဖို့အဲ့ဒါပဲမျှော်လင့်ပါတယ်အနာဒိတ်စတကလုံးမဲ့ရွေးကောက်ပွဲကိုထောက်ခံကြတော့လုံးဝမရှိပါဘူး။ပြီးတော့ဒီအဆမတန်တက်လာတဲ့ကုန်စည်နှုန်းငွေကြေးဖောင်းပေါက်မှုတွေနဲ့ပေါ့တိုင်းပြည်ကမတည်မငြိမ်ဖြစ်အောင်အတင်းအဓမ္မအနာလူထားတဲ့စတကလုံးမဲ့ဒီရွေးကောက်ပွဲမို့လို့ကိုမထောက်ခံပါဘူး။ သူတို့ကရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းနဲ့လုပ်မယ်ဆိုပြီးတော့မှပြောထားတာကိုတော့သိထားရပေါ့မဖြစ်မနေအတင်းအားမမေးပေးရမယ့်အခြေအနေမျိုးချင်းချောက်အကြက်ကင်ပြီးတော့မှပေးရမယ့်အခြေအနေမျိုးတော့ကျွန်တော်မြင်နေရတာပေါ့ပြီးတော့ကြောင်တက်မဲ့သူတွေနိုင်ငံခြားထွက်မဲ့သူတွေကိုကြိုတင်မေးတွေပေးခိုင်းတာမျိုးပေါ့မျိုးနယ်ရက်ကျဲအစင်ကစပြီးမေးလာမပေးတဲ့အိမ်ထောင်စုကိုကြတော့အင်ကိုလာပြီးတော့မှတောင်ဖမ်းတာမျိုးဖြစ်လာမှာတော့ကျွန်တော်စိုးရင်မိပါပြီးတော့တော်လင်းအင်အားစုတွေဘက်ကလည်း စစ်တပ်ရဲ့ဒီရွေးကောက်ပွဲကိုဆန့်ကျင်ကြပါဆိုတာမျိုးထက်ကိုစကားသက်သက်မဟုတ်ပဲပေါ့နော်ဘေပုံဘေနီးနဲ့ဆန့်ကျင်ကြပါဆိုတာမျိုးလမ်းညွှန်ချက်ပေးတဲ့လို့တော့မြင်တယ်အနာသိန်းစစ်တပ်ကဒီစုံမှုမှုများတဲ့ရန်ကုန် ERI လိုနေရာတွေမှာကမေးသွားမပင်မှုနဲ့တောင်စစ်မှုထမ်းအတွက်ဖမ်းတာစီရီပြီးလို့ရှိရင်ငွေညစ်တာတွေလုံနိုင်လာတယ်လေအနာသိန်းပြီးကြကလေးက6လတချင်တက်တန်တိုးလာတာပေါ့နော်စစ်တပ်ကစစ်ယူနီဖောင်းချွတ်ပြီးတော့မှတိုက်ပုံကောင်းကောင်းလှဲကြတဲ့ပွဲပေါ့ ါမျိုးတွေကတော့ဗျာခေတ်အဆက်ဆက်မြင်လာရတဲ့ပုံစံတွေပါပဲထွတ်ထွတ်ထွတ်မှတ်ချက်ပေးဖို့တော့မရှိပါဘူးအနာသိန်းစစ်တပ်ကပြုလုပ်မဲ့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတွေဆိုတာကလည်းဒီစစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ပါတီနဲ့ခေတ်ဆက်ဆက်လူလူထောက်ခံမှုမရှိရဲ့ဒီလက်ဝယ်ခံနိုင်ငံရဲ့ပါတီဖြစ်နေရဆိုတော့လေလူလူထောက်ခံမှုမရှိရလဲသိတာပါပေါ့နေစာကျင်းတဲ့အကောင်ရင်တောင်အယောက်တထောင်လောက်ကစုဖို့ခန့်နေရတချို့ကြလဲစားဝတ်နေအရာလိုက်ကြရမျိုးလည်းရှိတယ် ဒီခံယူချက်တော့မပေါဘူးပေါ့ဗျာမေဆွေစင်ဦးရဲ့ဆင်းနာတောင်တနက်တကားကနေဆင်းနေရမျိုးဆိုတော့ရွှေထီးဆောင်မီပေါ်တင်တများတိုက်နေရမျိုးပေါ့အာနာရှင် တိုင်းပြည်ကိုနှစ်ပေါင်များစွာအုပ်ချုပ်ခွင့်ရလဲသူအာနာရတဲ့အရှင်ကာလအတွင်းမှာကြတော့တိုင်းပြည်တိုးတက်ဖို့အစားသူအာနာတင်မြေပြီးတော့သူအကျိုးစီးပွားအဲ့ဒါကိုကြည့်ပြောမှ လုံးပါပဲလေဒါကြောင့်အယုံကြည်ကိုမရှိရပါပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ဒီအစိုးရကိုဖျောက်ချပြီးတော့မှစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် အခုကျွန်တော်တို့ဖြစ်နေတဲ့အကျိုးဆက်တွေကပြည်သူတွေကခါစီပြောမှခံစားကြတာပေါ့လူငယ်အများစုကလည်းမျောလင်းချက်တွေအိမ်မက်တွေနောက်ကိုစိတ်သွားတိုင်းကိုပါမလိုက်နိုင်တော့ဘူးလေဘလို့ပဲလက်နက်အားကိုပြီးတော့မှအာဏာလုထားပါစေဗျာအာဏာရှင်တိုင်းအတွက်အဆုံးသက်ဆိုတဲ့အချိန်ကတော့ရှိစမေးပဲလေဒါပေမဲ့ဘေနေဘေရှင်ဆိုတာမသိပေမဲ့ပေါ့လွတ်လွတ်တရားမျှတတဲ့နိုင်ငံအစ်ကိုတော့ကျွန်တော်တို့မရောက်မရှင်ဓမ္မဘက်မှာတော့ချက်တီနေရမှာပါ thank you